ားလုံးပဲမင်္ဂလာပါဒီနေ့ဆံမလေးကစာရေးဆရာထိန်းနေရေးသားထားတဲ့ငါတို့မှာငါတို့ရှိရဲဆိုတဲ့စာအုပ်လေးတွေကစောင်းမလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင်စောင်းမလေးတွေမဖတ်ပြခင်မှာငါတို့မှာငါတို့ရှိရဲဆိုတဲ့ကဗျာလေးကိုဥစွာဖတ်ပြခွင့်ပြုပါငါတို့မှာငါတို့ရှိတယ်အရှိန်နဲ့အနောက်နေနေညာ မတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးຫນွေဦးကအမွေပေးခဲ့တဲ့တော်လှန်ရေးခီးသွားတွေပါ အနီးနားမှာဇနီးသားနဲ့ဆွေမျိုးမိဘမရှိကြရင်လေမြစ်တာပြင်းတဲ့သွေးချင်းတွေကဘာပေါ်ကနေရာအနှံ့ကျယ်ပြန့်စွာရှိနေတဲ့အကြောင်းသတင်းကောင်းပါပါစေစိုးရိမ်စိတ်ထိတ်လန့်စိတ်တွေးဝေစိတ် တိမ်ငယ်စိတ်အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဒီနေ့ဆံမလေးဖတ်ပြမယ်ဆောင်းမလေးရဲ့ခေါင်းစဉ်လေးကကိုပန်းကို ကိုပြိုးရမယ်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ် နားဆင်ပေးကြပါအောင်ရှင်ကိုပန်းကို ကိုပြိုးရမယ်တော်လန်ရေးတစ်ခုအောင်မြင်ဖို့ဆိုတာခိုင်မာတဲ့ယုံကြည်ချက်ဆွဲတက်သည့်နဲ့ဘလောက်လုံလပြူအားထုတ်တယ်ဆိုတဲ့အပေါ်မှာအများအကြီးမူတည်နေပါတယ်ဖိနှိပ်ရဆက်မှုတွေဘလို့ကြုံရပါစေအဆုံးအထိရှောက်ကြမယ်ဆိုတဲ့သူတွေဘလောက်များသလဲဆိုတာကလည်းအရေးကြီးပါတယ် အာနာရှင်ဆိုတာငโกကလေးကအခြေခိုင်ခဲ့ အခြေခိုင်အောင်လုပ်နေတဲ့အစုအဖွဲ့ဆိုတော့နေချင်းပြီးတော်လှန်လို့မရနိုင်ဘူးဆိုတာတော်လှန်ရေးကိုဥဆောင်နေသူတိုင်းသိထားပြီးဖြစ်ပါတယ်အထူးသဖြင့်ဆယ်စုနှစ်ပေါင်းများစွာ အမြင့်တွယ်ခဲ့တဲ့အာနာရှင်ရန်နရာကိုတော်လှန်ဖြိုချဖို့ကတော်ယုံစွဲတော်ယုံအင်အားနဲ့မရပါဘူးဒါကိုမမေ့မှစိတ်ပြက်အားငယ်မှုတွေကို ကျော်လွှားနိုင်မှာပါမြမာပြည်ကအာနာရှင်စနစ်ကိုလွတ်လပ်ရေးတိုက်ပွဲဝင်တချို့ကစတင်ထူထောင်ခဲ့ပေမဲ့နောက်ပိုင်းအာနာရှင်များကအချောင်သမားအာနာရှင်လို့ဆိုရမယ်သူတွေပါ တိုင်းပြည်နဲ့လူထုအပေါ်ဘာကျေးဇူးမှမရှိသူတွေနဲ့သူတို့မျိုးဆက်တွေသူတို့အပေါင်းပါတွေကတိုင်းပြည်ကို ကိုပိုင်ပစ္စည်းလိုသုံးဆွဲ အပိုင်စည်းနေခြင်းသာဖြစ်ပါတယ် ီကနေ့ဒေါ်လန်ရေးကအဲ့ဒီလိုစနစ်ဆိုးလူဆိုးတွေလက်ထဲကတိုင်းပြည်ကိုကဲတဲနိုင်တဲ့အထိသွားရမယ်ဒေါ်လန်ရေးပါ တောင်အာဖရိကအသားရောင်ခွဲကြောင်းမှုတော်လန်ရေးတွင်နယ်ဆယ်မန်ဒဲလာပါဝင်တော်လန်ရေးခေါင်းဆောင်တွေ အဖမ်းခံရ ANC လိုအဖွဲ့အစည်းတွေကို မတရားသိမ်းခြေချခံရ ခုခံဆင်ဆင်နွဲတဲ့လက်နက်ကင်အင်အားစုတွေကို ခြေမုံးခံရတဲ့အခိုက်တန်ဟာတော်လန်ရေးအဆုံးသက်သွားပြီးလူမဲတွေနလန်မထူအောင်နင်းပြဖြစ်ပြီးလို့တွေးလောက်စရာအခြေအနေပါဒီလိုအချိန်မှာ လူပြူအာနာရှင်အစိုးရကလည်းသူတို့အာနာတည်မြဲပြီးသူတို့နိုင်ပြီးလို့တွက်ကောင်းတွက်ပါလိမ့်မယ်။ဒါပေမဲ့ထောင်ကျနေတဲ့နိုင်ငံရေးကောင်းဆောင်တွေကအရှုံးမပေးခဲ့သလိုတိုင်းပြည်ပြင်ပကိုထွက်ခွာခဲ့ရသူများကလည်းတော်လန်ရေးအရှိန်မရက်ဖို့ကြိုးပမ်းခဲ့ကြပါဗါးဒါကြောင့်တောင်အာဖရိကနိုင်ငံရဲ့အသားအရောင်ခွဲခြားမှုစန့်ကျင်ရေးလှုပ်ရှားမှုတွေဟာနှစ်ပေါင်းများစွာဆက်လက်ရှင်သန်ခဲ့ပါဗါး လူပြူအစိုးရရဲ့ဖိနှိပ်ချေမုန်းတာကို ခံရပေမဲ့ MK လိုလက်နက်ကန်အင်အားစုတွေက လူပြူအစိုးရရဲ့ရန်တရားအဆောက်အုံတွေကို အကြီးအကျယ်တိုက်ခိုက်ပြီးအာဏာရှင်အစိုးရကို အနောက်ရှက်ပေးနိုင်ခဲ့ပါတယ်။ကြီးမားတဲ့ဆန္ဒပြပွဲတွေကလည်းသူတို့ရဲ့လိုလားတောင်းတမှုတွေကိုကဘာတိအောင် ထုတ်ဖော်နိုင်ခဲ့ကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့အခွင့်အရေးဆုံးရှုံးနေရတဲ့ပြည်သူတွေကို ကဘာကြီးကဥပိ္ပခါပြုမထားဘူးဆိုတာတောင်အာဖရိကရဲ့ဒန်းတူအခွင့်အရေးလှုပ်ရှားမှုသမိုင်းတွေမှာအထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။နယ်ဆယ်မန်ဒဲလာလွတ်မြောက်ရေးတောင်အာဖရိက အသားအရောင်ခွဲခြားမှုစန့်ကျင်ရေးလှုပ်ရှားမှုတွေဟာကမ္ဘာပေါ်ကနိုင်ငံအများအပြားမှာကြကြပြန့်ပြန့်ပေါ်ပေါက်ခဲ့ပါတယ်။ ကဘာပေါ်ကပြည်သူတွေဟာလူအခွင့်ရေချိုးဖောက်မှုတွေကျူးလွန်နေတဲ့အသားအရောင်ခွဲခြားပြီးဖိတိတ်နေတဲ့လူပြူအစိုးရကိုနှီးမျိုးစုံနဲ့အရေးယူခဲ့ကြပါတယ်။အထူးသဖြင့်လူပြူအစိုးရရဲ့ဝင်ငွေပိတ်ဆို့နိုင်ဖို့တောင်အာဖရိကမှာတင်ပို့တဲ့ပစ္စည်းတွေအသီးအနှံတွေကိုမဝယ်ဖို့တပိတ်မောက်ခဲ့ကြပါတယ်။ အာနာရှင်တွေကိုအကျိုးပြုစေမဲ့အစားအသောက်တွေအသုံးအဆောင်တွေကို မစားတောက်လိုက်ရလို့မသုံးဆွဲလိုက်ရလို့ကိုယ်အတွက်နစ်နာမှုဖြစ်မသွားပါဘူး။ဒါပေမဲ့တပိတ်မောက်သူတွေများပြားလာတာနဲ့အမျှအာနာရှင်တွေရဲ့အကျိုးစီးပွားရုပ်ရော့ချိနဲ့လာမှာ ဖြစ်ပါတယ်။အာနာရှင်ကိုပံ့ပိုးရာ၊ကူညီအားပေးရာမရောက်အောင် ထိတ်ချုပ်ခြင်းကလည်းအတန်တိတ်တော်လှန်ခြင်းမှာပဲ။ အဲ့ဒီလိုပြည်ရင်းကလှုပ်ရှားမှုနဲ့ပြည်ပကအားကောင်းတဲ့ပံ့ပိုးမှုတွေပေါင်းဆက်လိုက်တော့နောက်ဆုံးမှာတောင်အာဖရိကတိုင်းပြည်ဟာပြောင်းလဲမှုလမ်းပေါ်တက်ခဲ့ရပါတယ်။ဒီကနေ့ကျွန်တော်တို့တိုင်းပြည်ကလွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာတောင်အာဖရိကဒေါ်လာရေးထက်အားကောင်းတဲ့အနေအထားတွေအများကြီးရှိနေပါတယ်။ဒီအချိန်တိုင်းဆက်လက်ချီတက်ကြရင် မဝေးတဲ့ကာလမှာ ိုင်းပြည်ရဲ့အနာဂတ်အခင်းအကျင်းသစ်တစ်ခုကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ကိုဥယင်မှာပန်းပွင့်ဖို့ကိုတိုင်ပြိုးရပါမယ်။နေရိပ်လိုခြင်းရင်နေပူကိုဖျက်ရပါမယ်။ဂိုင်းတူတွန်းမှရွေ့မယ့်အချိန်မှာကိုအင်အားကိုအင်အားကိုထဲ့ဝင်ကြပါမှ ပုံပိုခီးပေါက်ခီးရောက်မှာဖြစ်ပါတယ်။ ရှေ့ဆက်မဲ့ခီးဟာဝေးတယ်လို့စိတ်ထဲမှာခံစားမိခဲ့ရင် ကိုရီဘလောက်ထိခီးပေါအောင်ရှောက်ခဲ့ပြီလဲဆိုတာပြန်ပြီးငဲကြည့်လိုက်ပါဒီကနေ့တော်လန်ရေးဟာလူနည်းစုတွေရုံးကန်နေရတဲ့တော်လန်ရေးမဟုတ်ဘူးဆိုတာသတိပြုမိရင်ပဲရှေ့ဆက်ဖို့ခွန်အားတွေပြေဝလာပါလိမ့်မယ်ငါတို့မှာငါတို့ရှိပါတယ်28ရက်6လ2022 ဆရာမလေးနောက်ဆုံးပါလေးဒီပုဒ်ကိုဆက်လက်ပြီးတော့ဖတ်ပြသွားပါမယ်။အခွင့်အရေးသမားတွေကိုဂယုမဆိုင်နဲ့မြမຫນွေဦးတော်လှန်ရေးကာလအတွင်းစစ်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့အားလုံးမကြားခြင်းပဲကြားခဲ့ရရင်ဆိုင်ခဲ့ရပါပြီ။စစ်တပ်ကအာဏာကို မတရားသိမ်းယူပြီးတဲ့နောက်နိုင်ငံသားများရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကိုငြိမ်းချမ်းတဲ့ နီလန်းပေါင်းစုံနဲ့တောင်းဆိုကြတဲ့အပေါ်လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းတာကြောင့်ခုခံစစ်ကာကွယ်စစ်တွေပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။အခုကာလကနှစ်ပေါင်းများစွာ နိုင်ငံရေးနဲ့ဝေးကွာခဲ့ကြတဲ့ပြည်သူတွေစစ်ဆိုတာကို မကြုံခဲ့ဘူးတဲ့အရဲသားတွေကရရလက်နက်ကို ရှာဖွေပြီးခုခံကြကာကွယ်ကြရတဲ့အချိန်မှာဒါပေမဲ့ခေါင်းဆောင်ဆိုသူ နိုင်ငံရေးသမားဆိုသူတချို့ကငိမ့်ချမ်းရေးငိမ့်ချမ်းရေးလမ်းစဉ်ဆိုတဲ့စကားရပ်တွေကို ပြောလို့ပြောငိမ့်ချမ်းသောဤနဲ့ဖြည့်ရှင်းရမယ်အကျမ်းဘက်လမ်းစဉ်ကိုဆန့်ကျင်ရမယ်စသဖြင့်ဆိုလိုဆိုပြောနေရေးနေတာတချို့လဲတွေ့နေရပါတယ်အစိုးဆုံးကတော့စစ်တပ်ကဘရောမှ ပြုတ်ကွဲမှာမဟုတ်ဘူးစစ်တပ်ကိုဘရောမှနိုင်မှာမဟုတ်ဘူးလို့ပြောဆိုပြီးပြည်သူကိုစိတ်အားငယ်အောင် ကြိုးပမ်းမှုတွေဖြစ်ပါတယ်ຫນွေອູ້ດໍລັນຍີສິນແວနေຕູອ່າລົງກະອຈັນບັດສິດແດກໂລລວຍນະອະນາຍຫຼ່ມແນຈင်းຍາຈင်းດໍລັນຍີອောင်ມິນແມ່ໂລຕွက်ປີອົ່ນນောက်ນင်းແນ່ເລົ່ນຫນີຈາດາບໍ່ຫມົກປາວູດີລ້ານກໍບໍ່ຍ້ວຍເຊວູອຈັນບັດສິດແດກໂລເຂັນໄດ້ລົກຂຶ້ນໄປໄລແມ່ສໍຍສິດຈွန်ບົວກະບດໍມາລຸມຍောက်ມາບໍ່ຫມົກດໍປາວູອານາຊິນກໍດໍລັນຍາແດດໍລັນຍີໄດ້ຫາ လလွယ်နဲ့အောင်မြင်လေးမရှိပါဘူးအချိန်အသက်သွေးချွေးနဲ့ဘဝတွေကိုရင်းနှီးမြှုပ်နှံကြရတာဓမ္မတာပါဒီလိုမလွယ်တာနဲ့ပဲကျွန်တော်တို့ကလက်လျှော့လိုက်ကြရမှာလားအာနာရှင်တွေအလိုကြဘဝကိုစည်သေးလိုက်ကြရမှာလားကဘာပေါ်မှာအောင်မြင်ခဲ့တဲ့တော်လှန်ရေးတွေရော မရှိခဲ့ဘူးလားစဉ်းစားစရာပါ ယုံမရှိပါနဲ့ကဘာတပိုင်းမှာဘလို့မှမအောင်မြင်နိုင်ဘူးလို့အာနာရှင်တွေ ယူဆထားပေမဲ့အောင်မြင်ခဲ့တဲ့တော်လှန်ရေးတွေရှိခဲ့ပါတယ်။ False hope ဆိုတဲ့မျှော်လင့်ချက်အမှားကိုပေးတာမဟုတ်ပါဘူး။တမိုင်းအထောက်ထားနဲ့ပြောပြမှာ ဖြစ်ပါတယ်။အထင်ရှားဆုံးနမူနာကတော့ American တော်လှန်ရေးပဲဖြစ်ပါတယ်။ American ဒေါ်လာရေးစတင်ချိန်မှာအင်္ဂလိပ်ကိုလိုနီအစိုးရက အားသာချက်များစွာ ရှိခဲ့ပါတယ်သူတို့မှာကဘာအကြီးဆုံးရှိသက်ရှိတယ်အထူးလေ့ကျင့်ထားတဲ့စစ်သက်ရှိတယ်အမေရိကန်ဒေါ်လာရေးသမားတွေမှာ အင်အားတစုံတရာပြည့်စုံတဲ့ရေးသက်မရှိသလိုစနစ်တကျလေ့ကျင့်ထားတဲ့စစ်တပ်လည်းမရှိပါဘူးပြည်သူစစ်လို့တပ်ဖွဲ့များနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်သာရှိပြီးလက်နက်မပြည့်စုံသလိုတိုက်ပွဲအတွေ့အကြုံတွေလည်းမရှိကြပါဘူးစေတနာဝန်ထမ်း မျိုးချစ်စစ်တီတွေက အချိန်တူတူအတွင်းသာတိုက်ပွဲဝင်ကြပြီးအိမ်ပြန်လေးရှိကြပါတယ်။လူဦးရေချင်းရှင်ကြည့်မယ်ဆိုရင်လေဖြီတင်ရဲ့လူဦးရေက၈တန်းကျော်ရှိပြီး American လူဦးရေက၂တန်းခွဲသာရှိပါတယ်။ပြီးတော့ American အားလုံးက တော်လန်ရေးကိုထောက်ခံသူတွေမဟုတ်ပါဘူး။ American 9ယောက်မှာ1ယောက်ကကိုလိုနီအစိုးရကိုတစ္ဆာခံသူဖြစ်ပါတယ်။ ူတို့ကတော်လန်ရေးကိုစန့်ကျင်ကြပါတယ်။တချို့အမေရိကန်တွေကလည်းတော်လန်ရေးကာလအတွင်းဗတ်ပြောင်းကုန်ကြပါတယ်။အင်္ဂလိပ်ရဲ့သစ္စာကန်တွေကဂျီတိန်ကိုထောက်ကန်ရခြင်းအကြောင်းရင်းတွေကလည်းမျိုးစုံပါပဲ။တချို့ကကိုလိုနီအစိုးရထံမှအလောက်ကံအရာမိခိုနေကြသူတွေမို့သူတို့အကျိုးစီးပွားကိုမစွန့်လွတ်နိုင်ကြလို့ဖြစ်ပါတယ် တချို့ကတော်လန်ရေးဆင်နွှဲရင် တိုင်းပြည်အတိဒုက္ခရောက်မယ်ဆိုတဲ့စိုးရိမ်စိတ်တွေကြောင့်တော်လန်ရေးကိုစန့်ကျင်တာဖြစ်ပါတယ်။တချို့ကတော့ကိုလိုနီနယ်မြေတွေကလွတ်လပ်ရေးဖာကြောင့်လိုချင်ကြတယ်ဆိုတာကိုတော့နားမလဲကြလို့ဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်ကိုလိုနီအစိုးရကတော်လန်ရေးသမားတပုံတွေကိုလလွဲနဲ့နှိမ်နှင်းနိုင်မယ်လို့တထစ်ကြယုံကြည်ခဲ့ပါတယ်။ တော်လန်ရေးစတင်ခဲ့ချိန်မှာလဲဗြိတိကျစစ်တပ်တွေဆေလွတ်ပြီးတိုက်ခိုက်သိမ်းနှင်းခဲ့ကြပါတယ်။အဲ့ဒီတုန်းကဗြိတိရှအရာရှိတွေရေးသားခဲ့ကြတဲ့စာတွေမှာအမေရိကန်တော်လန်ရေးသမားတွေကိုခဏအတွင်ချေမှုန်းနိုင်လိမ့်မယ်ဆိုတဲ့ယုံကြည်ချက်တွေအများကြီးပါဝင်နေခဲ့ပါတယ်။တိုက်ပွဲတွေမှာလဲသူကနိုင်လိုက် ကိုကနိုင်လိုက်နေမှုအားငယ်စရာဖြစ်တွေ့ကြုံခဲ့ကြရပါတယ်။ ဒါပေမဲ့တော်လန်အရေးကတဆင့်အမေရိကန်လွတ်လပ်ရေးရရှိသွားတာအခုဆိုရင် နှစ်ပေါင်း250ပြည့်ပါတော့မယ်ကျွန်တော်တို့ရဲ့ຫນွေဦးတော်လန်ရေးမှာအမေရိကန်တော်လန်ရေးထက်တာလွန်နဲ့အချက်တွေများစွာရှိနေပါတယ်အချမ်းဖက်စစ်တပ်ဟာလက်နက်ကလွဲလို့စိတ်ဓာတ်ပိုင်းမှာရောရက်တီချက်မှာပါတာလွန်နဲ့ခံယူချက်နဲ့ရိုးသားမှုတွေရှိမနေပါဘူး စစ်တပ်ရဲ့ဘက်တော်သားတွေအမျိုးမျိုးချုပ်နှောင်မှုတွေနဲ့ခိုင်းစေထားတဲ့အင်အားတွေကြောင့်သာရပ်တည်နေနိုင်တာပါဒီအင်အားတွေကတဖြည်းဖြည်းတိုးပွားလာတာမဟုတ်ပဲတစတစကြာဆင်းလာတာမို့ຫນွေဦးတော်လန်ရေးဟာတစ်ချိန်မှာမလွဲမသွေအောင်မြင်ရမှာပါစိတ်သက်သူသူခံယူချက်သူသူ ်အနာဂတ်တိုင်းပြည်ပေါ်စေတနာထားသူတွေရှိနေသမျှကျွန်တော်တို့ရဲ့တော်လန်ရေးဟာ အောင်ပွဲရောက်သည့်အထိဆက်လက်ရှင်သန်နေမှာဖြစ်ပါတယ်။တရေဘောကြောင့်သူတွေအတ္တကြီးသူတွေအခွင့်ရေးသမားတွေရဲ့တော်လန်ရေးချိနဲ့အားငယ်အောင် ပြောဆိုနေကြတာတွေကိုဂရုမစိုက်ပဲပန်းလာရောက်တဲ့အထိအာတင်းလျှောက်လန်းကြရအောင်ပါ။လုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်။ 17ရက်5လ2023ဒီနေ့ဆံမလေးဖတ်ပြသွားတဲ့စောင်းမလေးတွေကိုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများ၏တင်ပါတယ်။ဒါမဲ့ရက်တွေမှာလည်းငါတို့မှာငါတို့ရှိရဲဆိုရဲစာအုပ်လေးတွေကစောင်းမလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင်။